ရစ်တအောင်မဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel တွေကနေနေဆက်ပြည်တွင်ပြပန်းသတင်းများတော်နိုင်ရေးသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပြည်ညစတင်ဆက်ပြီးတော့မှဖြစ်ပါရှင်ရခုပရမောင်းစွာစားတင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ထဝယ်စီမံကိန်းအတွေ့ရုရှားနဲ့စစ်ကောင်စီတို့ပူးပေါင်းမှုအရက်ဖက်အဖွဲ့အစည်းများနဲ့နိုင်ငံရေးအင်အားစုများကပြင်းပြင်းထန်ထန်ရှုတ်ချထားတဲ့ဆိုတဲ့သတင်းတွေပဲဖြစ်ပါရှင်တင်းနေတဲ့ဤတိုင်းထဝယ်မြို့စီမံကိန်းအတွေ့ ရုရှားဆွေအန်နဲ့အဂျန်ဘက်စကာစီတို့ပူပေါင်းမှုအရက်ဖက်အဖွဲ့များနဲ့နိုင်ငံရေးအင်အားစုများကယနေ့မှပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကြောင်းသိရပါတယ်။ထဝယ်စီမံကိန်းအတွက်ရုရှားဆွေအန်နဲ့အဂျန်ဘက်စကာစီတို့ပူပေါင်းခြင်းကိုပြင်းထန်စွာရှုတ်ချကြောင်းရှုတ်ချတဲ့အဖွဲ့များတွင်အရက်ဖက်အဖွဲ့များနဲ့နိုင်ငံရေးအင်အားစုများအပါအဝင်စစဘာအဖွဲ့အစည်း၁၁ခုပါဝင်ကြောင်းအရက်ဖက်အဖွဲ့ကတာဝန်ရှိတဲ့သူတို့ကပြောဆိုချာဖြစ်ပါတယ်။ အတမ်းမဲ့စစ်တပ်ကလှုပ်ဆောင်ရေးကြိုးပမ်းနေတဲ့ထဝယ်အထူးစီးပွားရေးစုစည်းမံကဲတွင်ကြောက်မီတွေသို့လျှက်စစ်တပ်အပင်းစယုံရေနံချက်စယုံရေနံတတုစယုံတခြားသောညဉ့်ဉန်စယုံများစွာပါဝင်ပြီး ်စက်မှုစုစည်းမှန်ကိန်းများပါဝင်နေပြီးအစိုးရစည်းမှန်ကိန်းဟာခေတ်အဆက်ဆက်အစိုးရလက်ထက်တွင်ဌာနေတိုင်းရင်းသားများလူမျိုးစုများရဲ့အခွင့်အရေးများချိုးဖောက်ခြင်းအသိအဓမ္မရွှေ့ပြောင်းစေခြင်းနဲ့တရားမျှတတဲ့ရောကျေးပေးဆောင်မှုမရှိခြင်းစတဲ့အလို့ခွင့်ရေးချိုးဖောက်မှုများစွာလှုပ်ဆောင်ခဲ့ကြောင်းလက်ရှိအချိန်အထိထိခိုက်နေနာမှုများကိုဖြေရှင်းဆောင်ရွက်ခြင်းမရှိကြောင်းသိရှိရပါသည်။ ချုပ်ပြင်းအကြံပေးဆက်ကောင်စီဟာလူသားမျိုးနွယ်အပေါ်မှာကျူးလွန်ခဲ့တဲ့ရာဇမှုတွေနဲ့ဆေးရဆုမှုများကျူးလွန်လျက်ရှိခဲ့ကြောင်းထို့ကြောင့်အကြံပေးစစ်တမ်းနဲ့စီမံကိန်းများပူပေါင်းလှုံ့ဆော်ခြင်းကိုပြင်ထန်စွာရှုတ်ချခြင်းဖြစ်ကြောင်းတရားဥပဒေစိုးမိုးမှုမရှိတဲ့လက်ရှိကာလတွင်အကြံပေးစစ်တရက်ဖိနှိပ်ဖန်ဆီးတပ်ဖြတ်မှုများကြောင်းအထွေထွေလူမှုအစည်းအဝေးအကျက်တဲ့ခါးစည်းခံရတဲ့ပြည်သူများကိုအသိအကျအနေရရွှေ့ပြောင်းမှုနဲ့လူအခွင့်အရေးချုပ်ဖောက်မှုများသာပုံမှုတွင်းမြင့်လာစေတဲ့စီမံကိန်းကိုလုံးဝလက်မခံကြောင်းတ နေတရေးဒေတာအချက်ဖက်အဖွဲ့အစည်းများနဲ့နိုင်ငံရေးအစိုးရများကကြီးညာထားဖြစ်ပါရယ်။ရေးစီမံကဲတွေပါဝင်တဲ့စက်ရုံများဒီနဲ့ထဝယ်ဒေတာရဲ့ပထဝီအနေထားရင်းမြေတောတောင်တဲ့လူမှုပတ်ဝန်းကျင်တဟဆာတာဖြစ်မှုနဲ့တွေ့ဖက်နေ၍ညဉ့်ညံ့နေတဲ့စီမံကိန်းများထဝယ်ဒေတာတွေတည်ဆောက်ရန်လုံးဝမသင့်သွင်းကြောင်း ထဝယ်ဒေတာရဲ့ဖွံ့ဖြိုးရေးကိုထဝယ်တူထဝယ်သားများကကိုရင်ဆုံးဖြတ်ရမှာဖြစ်ပြီးဖက်ဒရယ်ဒီမိုကရေစီနိကြဒီမိုကရေစီစံနှုန်းနဲ့အညီထဝယ်တူထဝယ်သားများကိုရင်တင်မြောက်ထားတဲ့အစိုးရသားနဲ့ထဝယ်ဒေတာရဲ့ဖွံ့ဖြိုးရေးစီမံကိန်းများကိုဆုတ်ဖြတ်ပိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းထောက်ပြထားဖြစ်ပါတယ်။ ထို့ပြင်တရားမွေအာဏာသိမ်းရန်ကြိုးပမ်းခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီနဲ့စစ်မှန်ကဲများလှုံ့ဆော်ခြင်းဟာတရားမွေတည်အပြင်ဒေတာပီလူများရဲ့လွတ်ခွင့်ရေးတပ်ဖွဲ့ပတ်ဝန်းကျင်ရဲ့ကျေးမှုဆန်ရနဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုကြီးမားတဲ့ဆူဂျူတက်ရောက်မှုများမလွဲဧကန်ချင်းချောက်လာမည်ဖြစ်ကြောင်းတနင်္လာရီဒေတာအရက်ဖက်အဖွဲ့အစည်းများနဲ့နိုင်ငံရေးအစုများက၆ပြပြောဆိုခဲ့ကြောင်း ပြောဆိုထားဖြစ်ပါတယ်။ထဝဲထုစီပွားရေးစီမံစီပွားရေးစီမံကိန်းတွင်ရုရှားကပါဝင်ရင်းနှီးမြှုပ်နှံမှုပြုရန်အကောင်အထည်ဖော်ရန်အကြံပေးစကားစီဝန်ကြီးဒေါက်တာကန်ဇော်နဲ့ရုရှားနိုင်ငံဝန်ကြီးတို့အကြံမှာဖြစ်ပေါ်ရလာ23ရက်နေ့တွင်လက်မှတ်ရေးထုတ်ခဲ့ပြီးမေအောင်လိုင်းရဲ့မတ်လ3ရက်နေ့ကနေမတ်လ9ရက်နေ့အထိရုရှားခီးစင်တွင်ရေးစီမံကိန်းအရေးပေါ်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။ စနက်ပြီးတော့မိုးပြင်းမြို့တိုက်ပွဲတွင်စစ်ကောင်စီဘက်ကနေထိခိုက်သေးဆုံးမှုအများပြပြီးတဲ့နောက်ဒရုန်းများကိုပုံမှုအသုံးပြုလာနိုင်တဲ့ဖြင့်ပြည်သူများသတိပြုကြရန်တော်လိုင်းတက်များကအသိပေးထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင် ဂရင်းနေပြင်းနေတဲ့ရှမ်းပြည်နယ်အဆက်ဖက်ကွန်မြူနယ်မိုးပြံမြို့တိုက်ပွဲတွင်စကောက်စစ်တပ်ဖက်ကနေထိခိုက်သေးဆုံးမှုများပြားနေပြီးရနောက်အသေးခံဒရုန်းများကိုအသုံးပြုလာတဲ့ဖြင့်ပြည်သူများသတိပြုကြရန်အမတ်1000တရင်မိုးပြက်ပြစ်တုကာကိုရေးတဲ့ဗဟုသတင်းနဲ့ပြန်ချင်ဌာနမှတာဝန်ရှိသူတို့ကရှမ်းကုန်းဖြစ်တဲ့တင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါတယ် ရှမန်နေမတ်လ9ရက်နေ့ကနေစတင်ပြီးအကြံပေးစက်ကောင်စစ်တကမိုးပြင်းမြို့တွင်တို့အသေးခံသရုံများအုံပြုကတတ်ခိုင်နေခြင်းဖြစ်ပြီးပြည်သူများနေပြင်းမိုးပြင်းမြို့အားဖြတ်တန်းသွားလာခြင်းမပြုကြရနဲ့မိုးပြင်းမြို့အတွင်ကိုလည်းစစ်တပ်စစ်ကြောင်းထိုးဝင်လာမှုကြောင့်တိုက်ပွဲများလည်းပြင်းထန်တဲ့အခြေအနေကြောင့်သိရှိရပါတယ်။ အသေးခံတော်ရင်ကမနေ့ကစပြီးသုံးလာပါတယ်။မိုးပြံမြို့ထက်ကိုစစ်ကြောင်းထိုးဝင်လာကြောင်းတိုက်ပွဲဖြစ်နေတာဒီရက်ပိုင်းတော့တိုက်ပွဲပြင်းထန်နေတော့မှာပဲနှစ်ဦးနှစ်ဖက်ထိခိုက်မှုတော့ရှိပါတယ်။ဒီရက်ပိုင်းတော့စစ်တပ်ကကြားတော့ပုံများနေပါတယ်ဟိုအမတ်တထောင်တစ်တရင်မိုးပြံပြည်ကကွန်ရီတန်ဘိုးတရင်နဲ့ပြန်ချိုင်းရဲ့ဌာနမှတာဝန်ရှိသူတွေကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုထားဖြစ်ပါတယ်။ တိုင်ပွဲပြင်းထန်နေတော့လည်းပဲပြည်သူများကဖြတ်တန်းသွားလာနေမှုရှိတော့ကြောင်းတတိပိချက်ထုတ်ပြန်ရခြင်းဖြစ်ပြီးစကားစီရဲ့ဒရုန်းများကိုကာကွယ်နိုင်ရအတွက်ဂျမားကက်တို့ပစ္စည်းများလိုအပ်ရရှိနေကြောင်းထို့ကြောင့်ပြည်သူများအနေဖြင့်ဝါဝံကူညီပေးကြစေလို့ကြောင်းလည်းဆက်လက်ပြောဆိုထားဖြစ်ပါရယ် ပြည်သူတွေဖြတ်တန်းဖြတ်သွားလာမှုတော့ရှိတာရှိနေတော့မှာပဲအရေးကြီးတဲ့နောက်ပိုင်းဖြစ်နေတော့လေအများကြီးမဟုတ်ပေမဲ့ဖြတ်တန်းသွားလာတာတော့နည်းနည်းတော့ရှိနေတာပေါ့အတိကတော့စစ်ကောင်စစ်ဖက်ကအသေးခံဒရုန်းတွေတုံးလာတာဖြစ်တဲ့အတွက်အသေးခံဒရုန်းတွေကကားတွေဘာတွေဆိုရင် တိုက်ခိုက်နိုင်တဲ့ဖြစ်တဲ့အတွက်အရေးမကြီးဘဲနဲ့မဖြတ်တမ်းမသွားလောက်ဖို့တိုက်တွန်းချင်ပါတယ်။နောက်တစ်ချက်အကူအညီတောင်းချင်တာပေါ့စစ်ကောင်စီဘက်ကထိုးစစ်ကနေရှိနေတော့ဖြစ်သွားတဲ့အတွက်စီးအရှင်ကလည်းကြားနေဖြစ်လို့လိုအပ်တာတွေအများကြီးရှိနေပါတယ်။အဲဒါကြောင့်မလို့စစ်ကောင်စီရဲ့ဒရုန်းရဲ့ဒဏ်တွေကိုကာကွယ်နိုင်ဖို့ဂျန်ပါတို့တို့ပြည်စည်မျိုးတွေလည်းလိုအပ်ပါတယ်။အဲ့ဒါအတွက်တပ်နိုင်တဲ့ဖက်ကနေကူညီပတ်ပို့ပေးချဖို့မြစ်တာရခန့်ချင်ပါတယ်ဟိုအမတ်တထောက်တည်းရင်မိုးပြပြစ်ချုပ်ကာကွယ်ရေးတပ်ဘဟုတတင်းနဲ့ပြန်ကြားရေးဌာနမှတာဝန်ရှိသူကတိုက်တွန်းပြောဆိုထားဖြစ်ပါ ါပါရယ်အကြံပေးစကန်စစ်တပ်ကစစ်မှုထမ်းတပ်သားများရဲ့အင်အားကိုအထက်အုံပြွေမိုးပြဲကိုအကြင်ကျင်းထုစစ်စင်လေးရှိနေပြီးတော်လှန်ရေးဖက်များကလည်းစစ်တပ်စစ်ကြောင်းများကိုအဆက်မပြတ်ခုခံတိုက်ခိုက်လေရှိနေကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့စကောက်စစ်လက်အောက်ခံကရင်ပြည်နယ်ဝမ်းကြီးချုံစောမြင့်ဦးတက်ရောက်ခဲ့တဲ့ဂျိုင်းတရာဖွဲ့ပွဲအခမ်းအနားမစတင်ပြီးမှဒရုန်းဖြင့်ပုံကျက်တိုက်ခိုက်မှုစစ်သားတချို့ဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရှင်။ကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်တွင်အကြံပေးစကောက်စီရဲ့ကရင်ပြည်နယ်ဝမ်းကြီးချုံစောမြင့်ဦးတက်ရောက်ခဲ့တဲ့ဂျိုင်းတရာဖွဲ့ပွဲအခမ်းအနားမစတင်ပြီးဒရုန်းဖြင့်ပုံကျက်တိုက်ခိုက်ခဲ့ရာစစ်သားတချို့ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း Mall Liberation Army မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်။ မဇလန်ကိုရနေနဲ့9:38မိနစ်43မိနစ်နဲ့8:30မိနစ်ခန့်တွင်ဂျိုင်းတရာဖွင့်ပွဲအခမ်းအနားမစတင်မီမော်ပီလွမြောက်ရေးတက်တော် MALE Spring UAV4 G3 Fish Wing Drone အဖွဲ့က drone နဲ့စင်းဖြင့်ဘုံ၃လုံးချေချတိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် အဆိုပါပုံကျတက်ခတ်မှုကြောင့်အခမ်းအနားပွဲသို့တက်ရောက်လာတဲ့အချမ်းပစ်စကောင်စီရဲ့ပြည်ပင်းနေဝန်ကြီးချုပ်ဦးစောမြင့်ဦးအရှိတောင်တိုင်းစစ်ဌာနချုပ်ဒုတိုင်းမိုးဘိုးမူကြီးပညာဝင်ဆော်လိုရဲဝန်ကြီးဌာနပြည်တော်စုဝန်ကြီးမျိုးတန်၊ကရင်ပြည်နယ်လမ်းပန်းစစ်တွင်ရဲဝန်ကြီးညင်ညီစုံနဲ့ကရင်ပြည်နယ်တရားလွတ်တော်တရားတူတီတရားသူကြီးချုပ်ညွတ်လင်းတို့ဖဲချိုးဖြတ်ပြီးနောက်ချက်ချင်းထွက်ပြေးပြန်လည်ထွက်ခွာသွားကြတဲ့အကြောင်းသိရှိရပါသည်။ စစ်ခွေးတွေရဲ့တရားဖွင့်ပွဲမှာစတင်ခင်မှာပဲအရင်ကျဲချလိုက်တာစစ်ခွေးသုံးကောင်ထိခိုက်ဒဏ်ရာရှိတယ်လို့သိရပါတယ်။ပြည်သူတွေကိုစစ်ကောင်စစ်ကျင်းပတဲ့အခမ်းအနားပွဲလမ်းတပင်များနဲ့နီကတ်ဆွန်မနေဂျာဖို့အတိပေးပြောကြားချင်ပါတယ်ဟို Mall Liberation Army မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနထပ်ပြောဆိုထားဖြစ်ပါတယ်။ ရဲတိုက်ခိုက်မှုအတွင်မှာအကြံပေးစကောင်စစ်သားသား၃ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးကားဖြင့်တဲထုတ်သွားခဲ့ကြောင်းဒရုန်းဖြင့်တိုက်ခိုက်စဉ်အတွင်မှာအကြံပေးစကောင်စီရဲ့ကော့ဂရိတ်မျိုးနဲ့ဂျုံတုံမျိုးအခြေဆိုင်ခမာယာ945တရင်946တရင်နဲ့ဗျူဟာကုန်းရှိဂျမားများကြောင့်ဒရုန်းပုံတီလွင့်စင်ခင်ရတွင်တရာဟောင်းအောက်ဖက်ချန်ရှိမူလဒဏ်ကြောင့်အနည်းဈေးရောက်နေတဲ့ပြည်သူတို့မဆူရင်ရထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရပါသည် အကြမ်းရဲ့တဆက်ပေးမှုကိုကျွန်မပဲခေတ္တနာကိုပြောပါရှင်။နောက်ချက်ပြည်တွင်ပြပောင်းတရင်များ၊ကြောင်းတရင်တရင်များနဲ့အနောက်ဆုံးရတရင်များနဲ့အတူပြန်လာပါမယ်။ရိတ်တက်များလုံးမဲ့ရှင်နဲ့ရှမ်းပြည်ကြပါစေရှင်။